ဆက်အနီး library မှာကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်အနေနဲ့ကျွန်တော်ဖတ်မိသိရှိတဲ့နိုင်ငံကသတင်းနဲ့အကြောင်းအရာတွေကိုကျွန်တော်လိုပဲနိုင်ငံကအကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့သူတွေအချိန်ပေးပြီးတင်ပြစီလိုက်မဖတ်ရှုနေတဲ့နိုင်သူတွေနဲ့အခိုင်အမာတိဆောက်လူသူတွေအထောက်ပံ့ဖြစ်စေဖို့ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။အဲဒီမှာမှဒီ what happens now ဆိုတဲ့အစီအစဉ်ကတော့နိုင်ငံမှာဖြစ်ပွားနေတဲ့အကြောင်းအရာတွေကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်။အခုဒီ what happens now အပိုင်း concept ကိုအနေနဲ့မျှဝေမှာက ထိုင်းနဲ့ကမ္ဘောဒီးယားတိုက်ခိုက်မှုဘယ်ကနေပြန်ဆတာလဲအခုကောဘလောက်ပြင်းထန်ပြီးဘာတွေဖြစ်နေသလဲဆိုတဲ့အကြောင်းအရာတွေကိုစူးစီးမျှဝေသွားမှာဖြစ်ပါတယ်။မျှဝေတဲ့အပိုင်းမဏီမှာကတော့ထိုင်းနဲ့ကမ္ဘောဒီးယားကြားပြန်လည်ပစ်ခတ်မှုတွေပြန်လည်ပေါ်ပေါက်ခဲ့တဲ့အချိန်ဒီအဲဒီနောက်မှာနှစ်ဖက်သတင်းထုတ်ပြန်မှုတွေကတဆင့်တိရတဲ့တိုက်ပွဲဖြစ်ပွားမှုနဲ့ထိခိုက်မှုအခြေအနေတွေပြီးရင်တော့အခြားသတင်းဌာနတွေကသိရှိရသမျှတိုက်ပွဲအခြေအနေတွေအဲဒီနောက်မှာလက်ရှိပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ထိုင်းနိုင်ငံတင်းမာတဲ့သဘောထားပြောဆိုချက် ပြီးရင်ကမ္ဘောဒီးယားထိုင်းလက်တလွတ်ချီရီနဲ့ပတ်သက်လို့ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌရဲ့ပြောစကားနဲ့ထိုင်းဝန်ကြီးချုပ်ရဲ့သဘောထားအဲ့နောက်မှာကမ္ဘောဒီးယားထိုင်းပြစ်ခတ်မှုအခြေအနေပေါ်မလေးရှားနဲ့တရုတ်တို့ရဲ့သဘောထားနဲ့နောက်ဆုံးမှာကတော့အရှိတော်အာရှအားကစားပွဲအပေါ်မှာတက်ရောက်လာတဲ့ထိုင်းကမ္ဘောဒီးယားပြဿနာဆတဲ့အကြောင်းအရာတွေကိုစူးစီးမျှဝေသွားမှာပါပထမဆုံးကထိုင်းနဲ့ကမ္ဘောဒီးယားကြားအပြန်အလှန်ပြစ်ခတ်မှုတွေပြန်လည်ပေါ်ပေါက်ခဲ့တဲ့အခြေအနေတွေပါ ထိုင်းနဲ့ကမ္ဘောဒီးယားကဇူလိုင်လတုန်းကနေဆက်တလျှောက်လူသေဆုံးမှုတွေပါရှိခဲ့တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းအော်တိုဘာလမှာအမေရိကန်သမ္မတအပါအဝင်မလေးရှားဝန်ကြီးချုပ်တရုတ်နိုင်ငံတို့ရဲ့တိုက်တွန်းဥဆောင်ဂျိုးပန်ပြုလုပ်ခဲ့တဲ့ထိုင်းကမ္ဘောဒီးယားကြားငြိမ်းချမ်းရေးပူးတွဲကြေညာချက်ဟာတလားကံမှာပဲနေဆက်ဒေတာမြေမြုံမိုင်းတွေပောက်ကွဲတာကြောင့်ထိုင်းစစ်သားတွေထန်ရခဲ့တယ်လို့ထိုင်းတွေကပြောပြီးအဲ့ဒီစာချုပ်ကိုဆိုင်းငံ့ထားခံခဲ့ရာကနေအခုချိန်မှာ နှစ်လမပြည့်ခင်မှာပဲပြတ်သုံးတော့မဲ့အခြေအနေမျိုးကြုံတွေ့နေရပါတယ်ဒီဇင်ဘာ9ရက်နေ့လယ်ပိုင်းတုန်းကအပြန်အလှန်ပြစ်ခတ်မှုတွေစတင်ခဲ့တာပါဒီဇင်ဘာ10ရက်မနက်ပိုင်းမှာထိုင်းနိုင်ငံ Ubon Ratchathani ပြည်နယ်မှာရှိနေတဲ့ထိုင်းတပ်ဖွဲ့တွေကိုကမ္ဘောဒီးယားစစ်သားတွေကစတင်ပြစ်ခတ်ခဲ့တယ်လို့ထိုင်းဘက်ကပြောကြားခဲ့ပြီးထိုင်းတော်ဝင်ကြီးတဲ့ပြောဆိုခွင့်ရှိသူ Suvari ကထိုင်းစစ်သားတွေတိုက်ခိုက်ခံခဲ့ရပြီးစစ်သားတူတေဆုံးပြီးလေဦးဒဏ်ရာရတဲ့ဒရင်ရရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ် ကမောရီယာတာဝေဝင်းကြီးဌာနရဲ့ပြောဆိုခွင့်ရှိတဲ့အမျိုးသမီးမာလီဆိုချီယာဒါကတော့ထိုင်းနယ်ဖွဲ့တွေကဒီဇင်ဘာ8ရက်မနက်ပိုင်းမှာဖရဝီဟာနဲ့အော်ဒန်မန်ချီပြည်နယ်ဒီမှာရှိနေတဲ့ကမောရီယာစစ်သားတွေကိုစတင်ပစ်ခတ်ခဲ့တယ်။ထိုင်းတပ်ဖွဲ့တွေဟာနေဆက်ဒေသမှာရှိတဲ့ထမွန်တန်ဖျားကျောင်းနဲ့ဖရဝီဟောဖျားကျောင်းအနီးမှာရှိနေတဲ့ဒေသတွေကိုတင်ကားနေနဲ့ပစ်ခတ်ခဲ့တယ်။အဲပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ကမောရီယာဘက်ကလက်တုံ့ပြန်တာမျိုးပြန်မလုပ်ခဲ့ဘူးလို့ပြောခဲ့ပါတယ်။အော်ဒန်မန်ချီပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ပြောဆိုခွင့်ရှိသူမက် မေဆာဖီယာဒေဂီဟာရာဇုနှစ်များစွာကြာတတန်းရှိတဲ့ထမွန်သွန်နဲ့တကရဘီဖျားကြောင်းနေတဲ့နေရာဒေသတွေမှာတနက်တန်နေကြားရတယ်။အဲ့နေဆက်ဒေသတွေမှာနေထိုင်တဲ့ချေးရွာသားတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ရတယ်လို့ပြောလာခဲ့ပါတယ်။ဒီစမှာရှေ့ရမနေ့6နိုင်ကစားလို့ထိုင်းနိုင်ငံစီစကက်ပြည်နယ်နေဆက်ချေးရွာဘက်တွေမှာအမြောက်တန်တွေထွက်ပေါ်နေခဲ့တယ်လို့လည်းဆိုပါတယ်။ပထမဆုံးအမြောက်ကြီးပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့အဲ့ဒီဧရိယာကိုအနေရုံဖြစ်အာနာဘိုင်ကချိန်ညာခဲ့ပြီး ကျေးရသူကျေးရသားတွေကဘေးကင်းရာကိုထွက်ပြေးခဲ့ကြရတယ်လို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်းအကူအညီပေးခဲ့ကြတယ်လို့သိရပါတယ်။ကျန်ရှိတဲ့ဒေသခံတွေကိုတတ်မှတ်ထားတဲ့အနေအချင်းစုံလေးစီပြောင်းရွှေ့ဖို့ဒေသအနိုင်ပိုင်းတွေကသတိပေးချက်တွေအတန်လွင်ထုတ်ပြန်ခဲ့တယ်လို့လည်းဆိုပါတယ်။ဒီဇင်ဘာ9ရက်နေ့လယ်ပိုင်းကပြစ်ခတ်ခဲ့ခြင်းကဆလို့ထိုင်းစစ်တပ်ကပြည်내၄ခုမှာရှိနေတဲ့ဒေသခံတွေကိုဘေးလွရာရွှေ့ပြောင်းဖို့ညွှန်ကြားခဲ့ပြီးဒီဇင်ဘာ၈ရက်မနက်ပိုင်းမတိုင်မီ90ရာခိုင်နှုန်းကန့်ကိုတော့အနေအချင်းကိုပြောင်းရွှေ့ခဲ့ကြပြီးဖြစ်တယ်လို့သိရပါတယ်။ ကမရိယာနိုင်ငံဘက်ချမ်းမာကဒီဇင်ဘာ10ရက်မနက်ပိုင်းမှာပရာဟီယာပြည်နယ်မှာရှိနေတဲ့မိသားစုတွေဟာတိုက်ပွဲကနေလွတ်မြောက်ဖို့မော်တော်ဆိုင်ကယ်တွေနဲ့ကုန်းတွင်းပိုင်းစီကိုတင်းရှောင်ခဲ့ကြတယ်လို့ဆိုပါတယ်။အဲ့တော့နှစ်ဖက်တရားဝင်သတင်းထုတ်ပြန်မှုတွေကတဆင့်တိုက်ပွဲရဲ့အခြေအနေတွေကိုကြည့်အောင်ပါ။ပြိပခါရဲ့တတိယနေ့မှာထိုင်းကြည့်တဲ့ဒုတိယစစ်တေသကြီးကထိုင်းကမရိယာအခြားစစ်တိုက်ပြိပခါဖြစ်ပွားမှုတွေကြောင့်မလို့ထိုင်းစစ်သည်၄ဦးသေဆုံးပြီးအခြားစစ်သည်68ဦးဒဏ်ရာရရှိခဲ့တယ်။ ဒီစမှာ9ရက်ညနေ9နာရီအထိကမ္ဘောဒီးယားစစ်တပ်ဟာဒေသအများပြားမှာရှိနေတဲ့ထိုင်းစစ်တပ်ရဲ့ခြေဆိုင်စခန်းနဲ့စခန်းတွေကိုပြင်းထန်တိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တယ်။ BN21 အမြောက်ဒုံးကျည်တွေကို125ကျင်းအုံပြုတ်ခဲ့ပြီးတော့အမြောက်ကြီး9000ခန်းပစ်ခတ်ခဲ့ပြီး drone 33စင်းအုံပြုတ်ခဲ့တယ်။ကမ္ဘောဒီးယားဘက်ကတိုက်ခိုက်မှုအဓိကခံရတဲ့ထိုင်းနိုင်ငံရဲ့ဒေသတွေပါ။ Ubon Ratchathani ပြည်နယ်၊ Sisaket ပြည်နယ်နဲ့ Surin ပြည်နယ်တွေဖြစ်တယ်။ ခန်းစစ်တကတင့်လျော်တဲ့လက်နက်အင်အားနဲ့တုံ့ပြန်ခဲ့ပြီးတော့လက်ရှိမှာစစ်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိတယ်။ဒုတိယစစ်ဒေသကြီးအနေနဲ့ထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကိုအစွမ်းကုန်ကာကွယ်သွားမှာဖြစ်တယ်ဆိုပြီးဒီစမှာ9ရက်နေမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့လိုပဲကမ္ဘောဒီးယားဘက်ကထုတ်ပြန်ချက်တွေကိုကြည့်ရင်ထိုင်းနိုင်ငံနဲ့နေဆက်ပရိဘက်ကတွေဖြစ်ပွားနေတာကြောင့်မလို့နေဆက်ပြည်နယ်တွေမှာရှိနေတဲ့စာသင်ကျောင်းပေါင်း389ကျောင်းကိုပိတ်ထားရတယ်။ ဲ့ဒီလိုပိတ်ထားတာကြောင့်မလို့ကျောင်းသား9885ဦးနဲ့ဆရာဆရာမ3169ဦးတို့ထိခိုက်နစ်နာခဲ့ရတယ်အဓိကထိခိုက်ခဲ့တဲ့ပြည်နယ်တွေက Ordnance Manchi Prawiha နဲ့ Bandi Manchi ပြည်နယ်တွေဖြစ်တယ်လို့ဒီဇင်ဘာ10ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ပြီးတော့ထိုင်းစစ်တပ်ကဒီဇင်ဘာ10ရက်ညပိုင်းကနေဒီဇင်ဘာ9ရက်မနက်ပိုင်းထိကမ္ဘောဒီးယားစစ်တပ်နဲ့အရသားတွေကိုဇက်တိုက်ပစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့တယ်ဒီဇင်ဘာ9ရက်တကောင်ရက်12:59မိနစ်မှာထိုင်းစစ်တပ်ကကမ္ဘောဒီးယားပြည်နယ် Bandi Manchi ပြည်နယ်နယ်စပ်ဒေသကိုအချိန်မြင့်တိုက်ခိုက်ခဲ့ပြီးတော့နိုင်ငံရဲ့အဝေးပြေးလမ်းမှာရင်မောင်းနေလျက်ရှိတဲ့ရဲသားနှောက်ဦးကထိုင်းစစ်တပ်ကပြစ်ခတ်တဲ့အမြောက်ကြီးစံအပိုင်းစားတွေထိမှန်ပြီးတေဆုံးခဲ့ရတယ်။ဒီစမှာ9ရက်မနက်4:45ကဆက်လို့ကမ်ဘောဒီးယားနိုင်ငံပရာဗီဟာပြည်နယ်အော်ဒန်မန်ချီပြည်နယ်နဲ့ပတ်ဆက်ပြည်နယ်တွေမှာရှိနေတဲ့နေရာအများပြားကိုထိုင်းစစ်တပ်ကဇက်တိုက်တိုက်ခိုက်ခဲ့တယ်ဆိုပြီးကမ်ဘောဒီးယားကာကွယ်ဝင်ကြီးဌာနကသတင်းထုတ်ပြန်ချက်ပြုလုပ်လာခဲ့ပါတယ်။ အဲဒီနောက်ကမ္ဘောဒီးယားထိုင်းပြည်ပခါရဲ့စတုထားနေမြောက်နေ့ရောက်ရှိလာတဲ့အချိန်မှာကမ္ဘောဒီးယားနေဆက်ဒေတာဒေတာငံပြည်သူတသိန်းကျော်နေရဆွန့်ခွာပြီးလုံခြုံရေးဒေတာတွေကိုထွက်ခွာနေရတယ်လို့ကမ္ဘောဒီးယားနိုင်ငံကာကွယ်ဝန်ကြီးဌာနကဒီမှာ၁၀ရက်နေမှာထုတ်ပြန်ခဲ့ပါတယ်ကမ္ဘောဒီးယားကာကွယ်ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမာလီဆုချီယတာကနေရဆွန့်ခွာသူစုစုပေါင်းကမိသားစုပေါင်း2000နဲ့105စုလူဦးရေအဖြစ်တော့တသိန်းနဲ့ 1129ဦးရှိပြီးအဲ့ဒီမှာမွေးကင်းဆောင်ကလေးငယ်တွေကိုဝန်ဆောင်တွေတကြီးအမျိုးသမီးနဲ့မတန်ဆွမ်းသူတွေပါဝင်တယ်လို့ဆိုပါတယ်။ဒီဇင်ဘာ9ရက်ညနေပိုင်းကနေပြီးတော့ဒီဇင်ဘာ10ရက်မနက်ပိုင်းအထိထိုင်းစစ်တပ်ဟာလက်နက်ကြီးတွေနဲ့ F-16 တိုက်လေယာဉ်တွေအသုံးပြုပြီးတော့ကမ္ဘောဒီးယားစစ်ဖက်ရေးရာစခန်းနဲ့ရဲသားပြည်သူလူနေဆုံများစွာကိုအဆက်ပြတ်တိုက်ခိုက်ခဲ့တယ်။ပြည်ပခါကြောင့်ကမ္ဘောဒီးယားရဲသားပြည်သူ9ဦးထက်မနည်းသေဆုံးပြီး20ဦးဒဏ်ရာရရှိခဲ့တယ်ဆိုပြီးသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာကိုတွေ့ရပါတယ်။ အဲ့တော့အခြားသောသတင်းဌာနတွေကနေပြီးတော့တွေ့ရတဲ့တိုက်ပွဲအခြေအနေတွေကိုဆက်ပြီးကြည့်ရအောင်ပါစကောင်းပြည်နယ်မှာရှိနေတဲ့ထိုင်းကမ္ဘောဒီးယားနယ်စပ်ကိုကြီးကြပ်ကုတ်ကဲနေတဲ့ထိုင်းစစ်တပ်ကဘူရဖာအထူးတပ်ဖွဲ့ကတင်းလာနေမှာထိုင်းရဲ့စကောင်းပြည်နယ်တဲ့ကျူးကျော်လာတယ်လို့ဆိုရဲကမ္ဘောဒီးယားတပ်ဖွဲ့တွေကိုတိုက်ခိုက်ခဲ့ပြီးတော့ပြည်နယ်နယ်စပ်တစ်ဆောင်မှာတစ်ဆောင်မှာရှိနေတဲ့ထိုင်းနိုင်ငံအချုပ်အခြာပိုင်နက်ကိုပြန်လည်ရယူဖို့စစ်ဆင်ရေးစတင်ခဲ့တယ်ဆိုပြီးအမှတ်တစ်စစ်ဒေသဆိုင်ရာထိုင်းတပ်ဖွဲ့ကပြောကြားခဲ့ပါတယ် ကမ္ဘောဒီးယားကထိုင်းနိုင်ငံအရှေ့ပိုင်းနယ်စပ်တစ်လျှောက်တပ်ဖွဲ့တွေနဲ့လက်နက်တွေဆက်ပြီးဖြည့်တင်းနေတဲ့အတွက်အထူးတပ်ဖွဲ့ဟာအသင့်ပြင်းတက်လှမ်းပြီးနိုင်ပိုင်းအကြာမှာအခုလိုပြောကြားမှုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ကမ္ဘောဒီးယားကအဲ့အေရီယာတဝိုက်မှာ24နိုင်ပတ်လုံးစစ်ရဇက်တိုက်ဖြည့်တင်းနေတဲ့အတွက်တိုက်ပွဲကိုပြင်ဆင်ထားဖို့အမတ်တစ်စစ်သည်တာအထူးတပ်ဖွဲ့မှုဗိုလ်ချုပ် Warriors Luan Suwan ကအမိန့်ပေးထားတယ်လို့အထူးတပ်ဖွဲ့ကဆိုပါတယ်။တနင်္ဂနွေနေ့ကစတင်ခဲ့တဲ့တိုက်ခိုက်မှုဟာအရင်ကစကောင်းပြည်နယ်နဲ့ကက်လျက်မှာရှိနေတဲ့ ဥပနရချသနီစီစကက်ချူရီနဲ့ဘူရီယန်ပြည်နယ်တွေမှာသာဖြစ်ပွားခဲ့တာပါ။အာဆီယံနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့ဂျာဝင်စည်းစမ်းမှုနဲ့ဇူလိုင်28ရက်နေ့ကနေဇပ်ပရိဘက်ကပထမကြော့ပြီးဆုံးပြီးတဲ့နောက်ခော့ဆန်ခရိုင်မှာရှိနေတဲ့ဘန်နောင်ချန်နဲ့ဘန်နောင်ယာခေးရွာတွေမှာထိုင်းလူငယ်တပ်ဖွဲ့တွေကကမ္ဘောဒီးယားကျူးကျော်သူတွေကိုနှိမ်နှင်းပြီးစကောက်ပြည်နယ်အခြေအနေကဆိုးဝါးခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီနေကပြည်သူ့ကျန်းမာရေးရုံးကတဖရဆာကော့တဆန်အယန်ရပရာထာနဲ့ခလောင်ဟက်ချ်တီမှာရှိနေတယ်။ KI နဲ့ဆက်ဆေးုံတွေကိုနောက်ထပ်အတိပေးချက်မရမချင်းယာယီပိတ်သိမ်းကြောင်းနဲ့အရေးပေါ်လူနာတွေကိုသာလက်ခံသွားမယ်လို့တင်းလန်နေကကြေညာပါတယ်။ပြည်နယ်အာဏာပိုင်တွေကတင်းမာမှုချင်းနေငြိမ်သွားတဲ့ဒီ KI လေးကမှရှိနေတဲ့လူတွေကိုလုံခြုံရေးအတွက်အရေးပေါ်ခိုးလုံရနေရာတွေကိုရွှေ့ပြောင်းဖို့အမိန့်ထုတ်ထားပါတယ်။ထိုင်းရဲ့အမှတ်နဲ့စစ်တေသာထုတ်ပြန်ချက်မှာတိုက်ခိုက်မှုတွေပြန်လည်ဖြစ်ပွားခဲ့ခြင်းတွေကထိုင်းနိုင်ငံတွင်လူပေါင်း ၃000ခွဲကဟာကမ္ဘောဒီးယားနေဆက်တလျှောက်ရှိဒေသတွေကနေထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ကမ္ဘောဒီးယားတပ်ဖွဲ့တွေကထိုင်းရဲ့ Burian ပြည်နယ်ရဲသားတွေနေထိုင်တဲ့နေရာတွေကို BM-21 rocket တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ထိုင်းစစ်တပ်ကစွပ်စွဲပါတယ်။ဒီနေရာမှာ9ရက်ကလည်းနေဆက်ဒေသမှာယာယီပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြောင်းနှစ်နိုင်လုံးကထုတ်ပြန်ခဲ့ပြီးတော့ထိုင်းစစ်တီနှုတ်ထံရရရှိခဲ့တယ်လို့ထိုင်းစစ်တပ်ကထုတ်ပြန်ပါတယ်။အရင်းပွဲကနေဆက်ဒေသတစ်လျှောက်ကကမ္ဘောဒီးယားနိုင်ငံရဲ့စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့လည်းထိုင်းနိုင်ငံဘက်ကထုတ်ပြန်ထားပါတယ်။ ထိုင်းဘက်ကတော့ကမ္ဘောဒီးယားရဲ့ကာစီနိုယုံကိုဘုံကျဲခဲ့တယ်လို့ပြောခဲ့ပြီးအဲ့ဒီကာစီနိုယုံဟာကမ္ဘောဒီးယားစစ်တပ်ကထောက်ပံ့ရင်ဌာနချုပ်ဖြစ်အသုံးပြုနေပြီးနေဆက်မှာလက်နက်ကြီးတွေပါဝင်အင်အားဖြည့်တင်းပြီးစစ်ပြင်နေတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီပြင်ထိုင်းနေကအစ်စရီထုတ်155မမ Adams 2000နဲ့ကမ္ဘောဒီးယားစစ်တပ်အခြေစိုက်စခန်းတွေစီကိုပိတ်ခတ်နေတဲ့ပုံတွေကိုလည်းတွေ့နေရပါတယ်။နေဆက်ဒေသမှာရှိတဲ့ပိုင်းဆိုင်မှုညင်းပွားကျေးရွာတွေကိုထိုင်းစစ်တပ်ကတန်ရက်ကအကူနဲ့ ဝင်ရောက်တိမ့်ပိုက်နေတဲ့ဆိုတဲ့သတင်းတွေကိုလည်းတွေ့ရပြီးတော့အမေရိကန်ရဲ့အနောက်အုပ်စုတန်ယုံတွေကတော့သူတို့ရဲ့နိုင်ငံသားတွေကိုထိုင်းကမ္ဘောဒီးယားနယ်စပ်ကကီလိုမီတာ90အတွင်းမသွားဖို့သတိပေးချက်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။အဲဒါလက်ရှိဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ထိုင်းနိုင်ငံတင်းမာတဲ့သဘောထားတစ်ရက်ကိုထွက်ပေါ်လာတာတွေ့ရပါတယ်။အဲဒါကတော့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူနီကွန်ဒက်ကထိုင်းနိုင်ငံရဲ့ထိတ်တဲဥစားပေးလှုပ်ဆောင်ချက်ဟာ နိုင်ငံအချုပ်အခြာအာဏာနဲ့နေပြည်ပိုင်နဲ့ပြည်စုံမှုကိုကာကွယ်ဖို့ဖြစ်ပြီးတော့နိုင်ငံအချုပ်အခြာအာဏာနဲ့နေပြည်ပိုင်နဲ့ပြည်စုံမှုကိုချိမ့်ချောက်မှုမရှိတော့တဲ့အထိထိုင်းနိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်။ကမ္ဘောဒီးယားဟာပြည်ပခကိုဥစွာနှိုးဆနှိုးဆွပြီးအရေးအကြောင်းဖြစ်ပွားလာတဲ့အချိန်ကျမှညင်းဆိုတဲ့သူတို့ရဲ့တုံးနေကြနီးပြူဟာကိုထပ်တလဲလဲအသုံးပြုပြီး ထိုင်းနိုင်ငံအတွင်းမြေမုံတိုင်းမြေမြုပ်မိုင်းနေထားရှိတာအပါဝင်ရစတဲ့လွယ်ရက်တွေကိုအစံပြက်လှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်ဒီနေရာမှာတုံတုံသွားတဲ့အုံတုံဖြစ်တဲ့နိုင်ငံချုပ်ချာအာဏာနဲ့နယ်မြေပိုင်နဲ့ပြည်စုံမှုကိုချိန်ချောက်မှုမရှိတော့သည့်အထိထိုင်းနိုင်ငံရဲ့စေအလှုပ်ရှားမှုတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်ဖြစ်တယ်ဆိုတဲ့ဒီတုံတုံမျိုးဆန်ဆန်ကိုကျွန်တော်တို့ဒီနိုင်ငံတကာအကြောင်းအရာတွေကိုအမြဲတမ်းလေ့လာနေတဲ့ပုံစံတွေနဲ့ဆိုလို့ရှိရင်ဒီလိုစကားလုံးမျိုးကိုအရှိလေပိုင်းမှာနိုင်ငံတစ်ခုကတုံးဆွဲထားတာမျိုးရှိပါတယ်ဒါက မိမိပိုင်တဲ့နေမြေကိုဒါမကပိုင်တဲ့နေမြေကိုထိပါနိုင်တဲ့အခြေအနေတွေကိုပါချိန်မှုံမယ်ဆိုတော့အတိတ်ပဲမျိုးတက်ရောက်တာ ဖြစ်ပါတယ်။ပြီးတော့ကမ္ဘောဒီးယားကတစ်ဖက်မှာငြင်းငြင်းနဲ့ထိန်းထိန်းသိမ်းသိမ်းရှိမှုပုံရိပ်ကိုပြင်ပကိုပြတ်တနေပြီမယ်လေအခြားတစ်ဖက်မှာတော့စန့်ကျင်ဘက်လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်ပြီးတော့ဖြစ်ခဲ့ရစဲသဘောတူညီချက်နဲ့ထိုင်းကမ္ဘောဒီးယားငြင်းငြင်းပူးရဲကြညာချက်ကိုချိုးဖောက်ခဲ့တယ်ဆိုပြီးတော့ဒီဇင်ဘာ၈ရက်ထိုင်းကမ္ဘောဒီးယားနယ်စပ်အခြေအနေဆိုင်ရာသတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ဝန်ကြီးစီဟဆက်ကတော့အဲ့ဒီနေ့မှာပဲထိုင်းကမ္ဘောဒီးယားနေဆက်နောက်ဆုံးချင်းတွေကိုထိုင်းနိုင်ငံမှာရှိတဲ့နိုင်ငံအများပြားရဲ့တပ်တမန်တွေထံကိုအကြောင်းကြားခဲ့ပြီးတော့ထိုင်းနိုင်ငံရဲ့လှုပ်ဆောင်ချက်တွေဟာကိုယ့်ကိုယ်ကိုကာကွယ်ဖို့ကြည်ရွယ်ချက်အတ္တသာဖြစ်တဲ့နိုင်ငံတကာဥပဒေနဲ့လက်နက်အင်အားအသုံးပြုမှုစည်းမျဉ်းကိုလိုက်နာပြီးစစ်ရေးရည်မှန်းချက်တွေကိုသာပြစ်မှတ်ထားတာဖြစ်တယ်လို့ရှင်းလင်းပြောဆိုခဲ့ကြောင်းသိရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကကမ္ဘောဒီးယားထိုင်းလက်လော့ချင်းနဲ့ပတ်သက်လို့နှစ်ဖက်ထိပ်တန်းကောင်းဆောင်တွေဖြစ်တဲ့ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌရဲ့ပြောစကားနဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့သဘောထားတွေကိုကြည့်အောင်ပါ။ကမ္ဘောဒီးယားနိုင်ငံထက်လွတ်တော်ဥက္ကဋ္ဌဟွန်ဆန်ကကမ္ဘောဒီးယားပေါ်ထိုင်းစစ်တပ်ရဲ့တိုက်ခိုက်မှုကိုကမ္ဘောဒီးယားအနေနဲ့မဖြစ်မနေလက်တုံ့ပြန်လှုပ်ရှားရမယ်အနီရောင်စီးရေးဆွဲထားပြီးဖြစ်တဲ့ဒိုက်ဝဲတွေစတင်တဲ့ဒီမှာရှေ့ရက်နေ့မှာအဲ့ဒီစကားကိုသူပြောခဲ့တာဖြစ်ပြီးသူ့လူမှုမီဒီယာမှာရှေ့ရက်တစ်ဖွဲ့အားလုံးမဖြစ်မနေစိတ်ရှိရှိထားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ကျူးကျော်သူတွေကမနေ့ကဒီဇင်ဘာ9ရက်နေ့ကစပြီးမနေ့ညနဲ့ဒီနေ့မနေ့အပါဝင်လက်နက်မျိုးမျိုးတုံးပြီးတောက်လျှောက်ပစ်ခတ်နေရကြောင်းဖြစ်တယ်လို့យေတာဖော်ပြခဲ့ပါတယ်ကျူးကျော်မှုကိုတ мян တိုက်ခတ်ရမှာဝင်းကြီးချုပ်ဟွန်မန်နဲ့အတူတပ်ဖွဲ့တွေကိုတူကကုတ်ကဲဖို့အခြားတာဝန်တွေကိုဖျက်သိမ်းထားတယ်လို့လည်းဆိုပါတယ်ထိုင်းဝန်ကြီးချုပ်အနုတင်ကတော့ဒီဇင်ဘာ10ရက်မှာရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီးတဲ့နောက်ထိုင်းကမ္ဘောဒီးယားနေဆက်အရေးနဲ့ပတ်သက်လို့တနိုင်ငံလုံးကိုရုပ်သံမိန့်ခွန်းပြောခဲ့ပါတယ်အဲ့ဒီမှာအစိုးရအနေနဲ့ အခြေအနေတိုးတက်ဖြစ်ပေါ်မှုတွေကိုအနည်းငယ်စောင့်ကြည့်လျက်ရှိတယ်။လုံခြုံရေးဌာနအဖွဲ့အစည်းအသီးသီးကိုပတ်စုံအင်အားစုစည်းဖို့အမိန့်ပေးထားပြီးဖြစ်တယ်။နိုင်ငံရဲ့ချုပ်ချာအာဏာနဲ့လုံခြုံရေးကိုကာကွယ်ထိန်းသိမ်းဖို့အလုံးစုံပြင်ဆင်ထားတယ်။ထိုင်းနိုင်ငံအနေနဲ့နိုင်ငံရဲ့ချုပ်ချာအာဏာနဲ့နေမြပိုင်နဲ့ပြည်စုံမှုကိုအစဉ်အမြဲမမိတ်မီတုံခိုင်မာစွာကာကွယ်သွားမှာဖြစ်တယ်။ တစ်ချိန်တည်းမှာပဲနိုင်ငံတကာဥပဒေနဲ့ကိုကုကုခုခံကာကွယ်ပိုင်ခွင့်အခြေခံမှုကိုလေးစားလိုက်နာတော့မှာဖြစ်တယ်။ဆိုအပ်အနေနဲ့ဒါကိုထပ်ပြီးအလေးထားပြောကြားလိုတဲ့လက်တွေ့အခြေအနေရလိုအပ်တဲ့အခြေအနေအားလုံးမှာစည်ရေးလှုပ်ရှားမှုလှုပ်ဆောင်သွားမှာဖြစ်ပြီးတော့အခြားလိုအပ်တဲ့စည်ရေးအစီအမံတွေကိုလည်းဖော်ဆောင်သွားမှာဖြစ်တယ်လို့ဒီနေ့ကျင်းပတဲ့မြို့သားလုံခြုံရေးကောင်စီစုဝေးမှာအတည်ပြုခဲ့တယ်ဆိုတာကိုလည်းပြောသွားပါတယ်။သတင်းချက်လက်တိကျမှန်ကန်စေလူလူထိတ်လန့်မှုကာကွယ်ရေးတွေတည်ကြဖို့အတွက်အများပြည်သူတွေအနေနဲ့အစိုးရလမ်းကြောင်းကသတင်းချက်လက်တွေကိုရယူဖို့နဲ့ ဒါကိုဆိုရကတိုက်တွန်းတယ်လို့ဆိုပါတယ်။ကာကွယ်ဝန်ကြီးဌာနရဲ့နိုင်ငံသားဝန်ကြီးဌာနကသက်ဆိုင်ရာသတင်းအချက်အလက်အားလုံးကိုထုတ်ပြန်တဲ့အဓိကအဖွဲ့အစည်းဖြစ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုသွားပါတယ်။အဲဒီနောက်ဒီဇင်ဘာ9ရက်မှာကမ္ဘောဒီးယားနဲ့ဖြစ်ပွားတဲ့နေဆက်ဖြစ်ပွားတဲ့နေဆက်ပြိပခန့်နဲ့ပတ်သက်ပြီးတော့လွှတ်တော်မှာအခြေရင်ဆွေးနွေးမှုတွေပြုလုပ်မှာမဟုတ်ဘူး။ကမ္ဘောဒီးယားတပ်ဖွဲ့ရဲ့ချင်းချောက်မှုအဆုံးမသတ်မခြင်းပြစ်ခတ်ရဆွေးဆွေးနွေးမှုတွေပြုလုပ်မှာမဟုတ်ဘူး။ဆိုရအဖွဲ့အနေနဲ့စစ်တပ်ကိုအပြေအဝထောက်ခံတယ်။အိန္ဒိယနိုင်ငံနဲ့ပြိပခန့်ဆက်ပြီးဖြစ်ပွားနေတဲ့ဖြစ်တာကြောင့်မလို့ ကိုစစ်သားနဲ့တပ်ဖွဲ့ဝင်တွေကိုရဲတပ်ဖွဲ့ဝင်တွေကိုထောက်ခံပြီးစိတ်သက်ခွန်အားပေးရမှာဖြစ်တယ်။ဆိုရဖွဲ့အနေနဲ့စစ်တပ်ကိုစစ်စင်ရေးရဲတပ်ဖို့မိန့်ပေးမှာမဟုတ်ဘူးလို့ဆိုသွားပါတယ်။တရင်းတော်တွေကဆိုရဖွဲ့အနေနဲ့ဖွဲ့စည်းပုံခြေခံဥပဒေရဲ့ပိုက်ခွဲ165အရာနေဆပ်ပြိပခနဲ့ပတ်သက်ပြီးလွှတ်တော်မှာအခြေတွင်ဆွေးနွေးပွဲရှိတယ်ဆိုတဲ့ထင်ကြီးပြမှုတွေနဲ့ပတ်သက်ပြီးတရင်းတော်တွေကမေးမြန်းခဲ့ချိန်မှာအဲ့ဒီလိုဖြေကြားသွားခဲ့တာပါ။နောက်ထပ်ကတော့ကမ္ဘောဒီးယားနဲ့ထိုင်းပြစ်ခတ်မှုအခြေအနေပေါ်မလေးရှားနဲ့တရုတ်တို့ရဲ့သဘောထားပါ ဒါလက်ရှိအာဆီယံဥက္ကဋ္ဌနဲ့ပတ်ဝန်းကျင်အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေရဲ့သဘောထားကိုကြည့်ရမှာဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကတော့ထိုင်းနဲ့ကမ္ဘောဒီးယားကြားပြစ်ခတ်မှုပြန်လည်ပေါ်ပေါက်ခဲ့တာကိုမလေးရှားနိုင်ငံကအလွန်စိုးရိမ်နေတိုက်ခိုက်မှုတွေအတွင်းသေဆုံးတာဒဏ်ရာရတာတွေရှိတဲ့မိသားစုဝင်တွေနဲ့တူထပ်တူဝန်းနေတွေတိုက်ခိုက်မှုတွေကိုထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကြားဆက်ဆံရေးတည်ငြိမ်စေဖို့ဂရုစရိုက်လုပ်ဆောင်ခဲ့တဲ့လုပ်ငန်းစဉ်တွေကိုပြိုကွဲသွားစေနိုင်တဲ့အရာတွေဖြစ်တယ်။ လေးစားရဲ့အနီးကပ်မိတ်ဖက်နိုင်ငံဖြစ်ပြီးအာဆီယံရဲ့အဓိကဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့အနေနဲ့တက်နိုင်သမျှအစွမ်းကုန်ထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့တင်မမှုတွေရော့စေမဲ့ဒီဇယ်လုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့ဆက်သွယ်ရေးလမ်းကြောင်းတွေဆက်ပြီးဖွင့်ထားဖို့တိုက်တွန်းတယ်ဆိုပြီးဒီဇင်ဘာ၈ရက်နေ့မှာပြောသွားခဲ့ပါတယ်။တစ်ဖက်မှာကတော့တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကကမ္ဘောဒီးယားနဲ့ထိုင်းတို့အနေနဲ့ထိန်းသိမ်းသိမ်းလှုပ်ဆောင်ကြဖို့ နေဆက်တင်းမာမှုအခြေအနေပိုမြင့်တက်လာတာမျိုးကိုတားဆီးကြဖို့တရုတ်နိုင်ငံကတိုက်တွန်းနေကမ္ဘောဒီးယားနဲ့သာမကထိုင်းနဲ့လည်းမိတ်ဆွေနီးကပ်တဲ့အင်းကြီးချင်းဖြစ်တဲ့အားလျော်စွာတရုတ်နိုင်ငံအနေနဲ့နှစ်ဖက်အကြအပြန်လည်ညှိနှိုင်းဆောင်ရွက်ကြမယ်လို့စိတ်ရင်းစိတ်နာမှန်ကန်စွာမျှော်လင့်ပါကြောင်းဆိုပြီးတော့ဒီဇင်ဘာ9ရက်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့တာကိုတွေ့ရပါတယ်။ဟုတ်ကဲ့အခုကတော့ဒီနေ့မျှမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။အဲ့ဒါကတော့အရှိတော်အရှာအားကစားပွဲအပေါ်မှာတက်ရောက်လာတဲ့ထိုင်းကမ္ဘောဒီးယားပြည်ထနာထိုင်းမီဒီယာတွေက ထိုင်းမီဒီယာတွေရဲ့ဒီဇင်ဘာ10ရက်ဖော်ပြချက်တွေရတော့ထိုင်းနိုင်ငံမှာကျင်းပနေတဲ့33ကြိမ်မြောက်ရှေ့တောင်အရှအားကစားပြိုင်ပွဲစီးကိန်းကနေပြီးတော့ကမ္ဘောဒီးယားနိုင်ငံနှုတ်ထွက်ကြောင်းကြေညာခဲ့တယ်လို့သိရပါတယ်။ကမ္ဘောဒီးယားနိုင်ငံမြို့သားအိုလံပစ်ကော်မတီထွေထွေတွင်းမှုချုပ်ဗက်ချမိုရွန်ကထိုင်းနိုင်ငံထိုင်းကမ္ဘောဒီးယားနေဆက်မှာအချိန်အဆက်မပြတ်တင်းမာနေမှုကြောင့်မလို့ကမ္ဘောဒီးယားအနေနဲ့အခုချိန်ရှေ့တောင်အရှအားကစားပြိုင်ပွဲမှာနှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုပြီးရှေ့တောင်အရှအားကစားပြိုင်ပွဲအဖွဲ့ချုပ်ထံအဆိုပြုခဲ့တယ်လို့သိရပါတယ်။ ချင်းတွေကတဆင့်တို့တင်းမာလာတာကြောင့်မလို့ကစားသမားတွေရဲ့မိသားစုဝင်တွေကကစားသမားတွေရဲ့အိမ်ပြန်ခီးလုံခြုံမှုပေါ်တက်ရောက်လာမှာကိုစိုးရိမ်ရတယ်။အဲဒါကြောင့်မလို့ကမ္ဘောဒီးယားဘက်ကထိုင်းနိုင်ငံမှာရောက်ပြီးပြိုင်ပွဲရှင်ပြိုင်နေတဲ့ကမ္ဘောဒီးယားအကစားသမားအလုံးကိုအမြန်ဆုံးပြန်လည်ခေါ်ဆောင်မှုဆုံးဖြတ်လိုက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ထိုင်းရှင်တွေရဲ့နှွေးထွေးတဲ့ကြိုးစုံမှုတော့ဝန်တာပြီးမယ်။နေဆက်တျောက်မရေရာမှုတွေကြောင့်အကစားသမားတွေရဲ့လုံခြုံရေးကိုစိုးရိမ်နေရဆဲဖြစ်တယ်လို့အဖွဲ့ကောင်းဆောင်ကပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားဟာအစောပိုင်းကဘောလုံးပါဝင် အကစားနီအချို့ကနေနှုတ်ထွက်ထားခဲ့ပြီး ပြိုင်ပွဲ12မျိုးမှာကစားသမား130ဥပဲပါဝင်ရှင်ပြိုင်ဖို့ဆုံးဖြတ်ပါဝင်ခဲ့ပြီမြင်အခုကတော့လုံခြုံရေးအကြောင်းပြချက်နဲ့အလုံးနှုတ်ထွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ကစားသမားတွေကဂျာသရီးနေ့မှာသူတို့နိုင်ငံတွေကိုပြန်လည်ထွက်ခွာမယ်လို့ဆိုပါတယ်33ချိန်မြောင်ရှိတော့အခြားအကစားပြိုင်ပွဲကိုဒီဇင်ဘာ9ရက်ထိုင်းနိုင်ငံဘန်ကောက်ယာဇမင်္ဂလာမြို့သားအကစားကွင်းကြီးမှာဖွင့်လှစ်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်အဲ့ဖွင့်လှစ်ပွဲကိုကမ္ဘောဒီးယားအကစားသမားတွေလည်းတက်ရောက်ခဲ့ပါတယ် ခုချိန်ရှစ်တောင်အရအားကစားပြိုင်ပွဲကိုဒီဇင်ဘာ20ရက်ထိကျင်းပသွားမှာဖြစ်ပြီးတော့ရှစ်တောင်အရဒေတာနိုင်ငံနဲ့ဒေတာပေါင်း17ခုကကစားသမား8000ကျော် ပါဝင်ရှင်ပြိုင်နေတာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မျှဝေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြားတင်းမာမှုနဲ့ပြစ်ခတ်မှုတွေပြန်လည်ဖြစ်ပေါ်လာခြင်းနဲ့လက်လောဖြစ်ပွားနေတဲ့အခြေအနေတွေကိုမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ရဲ့မျှဝေမှုတွေကိုနားဆင်ပြီးနေတဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။